ဗဲညာလက်သီးတွဲလုံးအနေနဲ့တတိယအချိန်မှာပဲအလဲထုံးနဲ့နိုင်ရပြီးအဖွင့်လာခဲ့တဲ့ဆော်မင်မင်းဗဲညာမြောင်မင်းမင်းပါဗျာမန်ချက်စတာဖောဟ်ဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်ဆော်မင်မင်းရဲ့တချောပြန်ဝမ်းချမ်ပီယံရှစ်ခီးကတော့အဖွင့်လာခဲ့ပါရင်ဒီချိန်တုန်းကမြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ဝမ်းချမ်ပီယံရှစ်ပွဲတွေမှာ MMA ပွဲတွေဝင်ချိုးခဲ့တဲ့ဆော်မင်မင်းဟာဒီတစ်ပတ်ကျင်းပခဲ့တဲ့1 Friday Fight မှာတော့ RC Fighter Jones နဲ့ထိုးတက်ခဲ့ရတာဖြစ်ပါရင် ဆော်မေမေဟာဝမ်ဆမ်မြန်ရှင်းမှာခုမှပွဲဦးထွက်ထိုးတာဆိုပေမဲ့လည်းရိုးရမှာတော့မချခဏသူ့ကိုမြင်တွေ့ထားခဲ့ရပြီသားဖြစ်ပါရင်အရင်ကနေကလာလာကောင်းတဲ့မျိုးဆက်တစ်ဖိုင်တာဖြင့်ထင်ကြီးပေးခြင်းခံထားတဲ့ဆော်မေမေဟာဒီတစ်ခါမှလည်းပရိသတ်တွေရဲ့ယုံကြည်မှုကိုစိတ်မပြတ်စေခဲ့ပါဘူး။ပြမချေစားဖွင့်ကနေကဆော်မေမေဟာပညာလက်သီးတွဲလုံးနေနဲ့ပြိုင်ဘက်ကိုဆက်လိုက်ဖိအားပေးထိုးတတ်နိုင်ခဲ့သလိုဂျိုးဆန်တံမြန်လက်သီးချက်တွေကလည်းအရှောင်တင်းကောင်းကောင်းနဲ့လုပ်ပြနိုင်ခဲ့ပါရင်အရင်ကလည်းဘယ်လက်သီးကောင်းတဲ့ဖိုင်တာပဲပြီးဆော်မေမေရဲ့ဘယ်ဝိုက်လက်သီးချက်တွေကပြိုင်ဘက်ဖိုင်တာရဲ့မျက်နှာကိုခွက်ကနေခွက်ကနေထိပါရင် ဂျိုးစကလည်းကောင်းလာလက်သည့်ချက်တွေပြန်ထွက်ပေမဲ့ဆွန်မင်းမင်းရဲ့ဘင်ညာလက်သည့်တွဲလုံးနေပြီးနောက်ကလိုက်လာတဲ့ခြေကံချက်တွေကြောင့်အတော်လေးတတိထားနေရပါတယ်ပရမချီမှာဆွန်မင်းမင်းအတော်လေးတာခဲ့ပြီး OC Fighter မှာလို့တာမကြတာဖြစ်ပါတယ်ဒုတိယအချိန်မှာတော့ဂျိုးစကပူးထုတ်ဖို့ပဲစဉ်းစားလာခဲ့ပြီးဆွန်မင်းမင်းကတော့ခြေကံချက်တွေတောက်လျှောက်ပေးထားနိုင်ခဲ့ပါတယ်နှစ်ယောက်သားအပူမှာလည်း clean ချက်တွေထွက်သလိုအခွာမှာလည်းဆွန်မင်းမင်းရဲ့ဘင်ညာလက်သည့်ချက်တွေကြောင့် OC Fighter ထိနာခဲ့သလို OC Fighter ရဲ့ကောင်းလာလက်သည့်ချက်တွေကလည်းဆွန်မင်းမင်းကိုထိပါတယ် နေအောင်သားပြိုင်တို့ဆိုင်တို့ကြောင့်ပွဲကတော်တော်လေးကြီးကောင်းခဲ့သလိုနှစ်ဦးစလုံးတက်လုံလဲကြာဆင်းလာခဲ့ပါတယ်။နောက်ဆုံးချိန်မှာတော့ဆွန်မင်းမင်းတက်လုံကြာဆင်းလာခဲ့သလိုခက်ကလည်းပွင့်ကြီးဖြစ်နေတာကြောင့် RC Fighter ရဲ့တောက်လျှောက်ပြားပေးထိုးတက်တာကိုခံခဲ့ရပါတယ်။ဒါပေမဲ့ဆွန်မင်းမင်းရဲ့မာဘူကလက်ဖျားကာရလောက်အောင်ကောင်းပါတယ်။တတိယအချိန်ပြီးကန်ဒီမှာဆွန်မင်းမင်းရဲ့ဘင်ဂျာလက်တီတွဲလုံးနဲ့ body shot တွေကြောင့်ပါ RC Fighter ဟန်ချက်ပြက်ပြီး knock down ကျသွားခဲ့ပါတယ်။ချိုးဝိုင်းနိုင်ငံမှန်စင်ရေးတွက်ခဲ့ပေမဲ့လည်းအချိန်တွေမကောင်းတော့ပဲဆွန်မင်းမင်းကပဲ TKO နဲ့နိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဖီလေးကတော့လောက်ပါပဲ။အစုံနဲ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။